အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆရာကြီးရှူတော်ရေးသားထားတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်တာပါကောင်းစဉ်လေးကတော့မြမလူမျိုးနဲ့အကျင်ဆိုးမြမကိုမြမကရှုံချထိုက်တယ်လို့ဗမာလှုပ်လိုက်မှဖြစ်ဒီလိုကြီးပဲဗမာတွေကဘယ်နေရာမှမကောင်းပါဘူးဘယ်တော့ဖြစ်နိုင်မှာလဲဗမာလှုပ်တာကိုရွှေဗမာတွေက ဘာတခုမှဖြစ်မအောင်လုံနိုင်တာမရှိပါဘူးအဆရှိသော နေနေစကားမျိုးမျိုးဖဲ့စကားကဲ့ရဲ့စကားရှုံချစကားများသည်မကြာခဏဖြစ်ပေါ်လဲရှိသည်ကိုကြားမိကြပြီလိမ့်မည်ထို့သောသောအသောနှောသည် အင်္ဂလိပ်သူလက်ထက်တွင်တစ်နှစ်ထက်တစ်နှစ်တိုးတက်လာခဲ့၍အင်္ဂလိပ်သူပြေးကာနီကာလအပိုင်းခြားတွင် အထောအထိပ်သို့ရောက်သည်ဖြစ် အများဆုံးသုံးလုံးကြောဆိုကြသည်ဟုဆိုရပေမည် ဝမ်းနဲ့ဝဲကောင်းသော အချက်မှာထိုစကားကိုတုံ့လုံပြောဆိုနေကြသောလူများသည်တရုတ်လူမျိုးများလည်းမဟုတ်ကလားလူမျိုးများလည်းမဟုတ်တရုတ်နှင့် ကလားကာပြားများလည်းမဟုတ်မြမဆစ်ဆစ်ဆိုသော လူများ၏ပစက်မှ ထွက်လာလေရှိသည့်အတွက်ကြောင့်တာ၏ဝမ်းနည်းဖို့ကောင်းလာ၏အချို့သောသူတို့သည် ထိုစကားများကိုတုံ့နှုံကြသောအခါတွင်ဝမ်းနည်းသောလေသံမျိုးများလည်းမပါထို့ကဲ့သို့ နှိမ်နယ်ချိုးဖဲ့ခြင်းကိုပင် အရသာရှိရန်လက္ခဏာနှင့်လေးလေးမက်မက်ပတ်ပတ်ဆက်ဆက်ချိုးဖဲ့ပြောရသည်ကို တွေ့ရပြီကမြမအစ်စ်ပင်ဟုတ်ပါလေလို့ဟုယုံမှားခြင်းပင်ဖြစ်ရလောက်ပြီတရုတ်လူမျိုးများကမြမကိုထိုးများလောက်ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းကိုကြားရဘူးသည်မရှိမြမကခံမည်မဟုတ်ကလားလူမျိုးများကအင်းများထိရှုတ်ချခြင်းကိုကြားရဘူးသည်မရှိကြားရရင်လဲမြမကခံမည်မဟုတ် အင်္ဂလိပ်ကပြောလင်ပြီးခံနိုင်ကြမည်မဟုတ်ရှုံချပြောဆိုနေကြသူများကညမာများပင်ဖြစ်ကြ၏တရုတ်သည်တရုတ်လူမျိုးများအား၎င်းကလားသည်ကလားလူမျိုးများအား၎င်းထိုကဲ့သို့လူမျိုးများလိုက်ချီ၍ရောချပြောဆိုခြင်းကိုတချိန်တခါမှမကြားခဲ့ရဘူးချင်းမြမာလူမျိုးကိုမြမာလူမျိုးသာလင်မှုချိုးမြစ်ချိုးတစ်တစ်ခွခွလူမျိုးလိုက်ချီ၍တင်းကြုံရှုတ်ချပြောဆိုနေကြသည်ဖြစ်ရာ ထိုကဲ့သို့ရှုံချပြောဆိုနေကြသည့်ဖြစ်ရာကဲ့သို့ရှုံချပြောဆိုနေခြင်းရဲ့အကြောင်းရင်းမှာကမြမာလူမျိုးများကိုမြမာလူမျိုးတည်သားလင်းအထင်မြင်သေးသိမ့်နေကြသောကြောင့်ဖြစ်ချီမိမိလူမျိုးကိုမိမိတို့ကဤများလောက်အထင်သေးအမြင်သေးစုပ်ပဲ့နေကြပါလင်အခြားလူမျိုးများကအဘယ်မှစိုးပွားရာရှိပါတော့အန်နီမြမာလူမျိုးသည်ထိုကဲ့သို့ပပတ်ဆက်ဆက်ရှုံချခဲ့ရခြင်းခံထိုက်လောက်အောင်တကယ်ပင်ယုံညံ့သိမ့်ပြင်းသော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာစမ်းစစ်ဖို့လိုပြီလူသည်သည်ဖြစ်၍ဤနေသာထိုနေသာဤပြီးသာထိုပြီးသာဤတိုက်သာထိုတိုက်သာ အရှိတိုင်းသာအနောက်တိုင်းသာ စသဖြင့်အစုလိုက်အအုပ်လိုက်ပေါင်းစည်း၍ဖြစ်စေအကောင်းဆိုးဟု၍ပိုင်းခြားစစ်ထုတ်လိုက်သောအခါကောင်းသောအရေးချင်းတွင်ကြီးစုပုံနေသော လူမျိုးဟု၍မရှိလူဟု၍လည်းမရှိ တိုက်တားဟု၍လည်းမရှိဆိုးရုပ်သောအရေးချင်းတွေကြီးစုပုံ၍နေသောလူဟု၍လည်းမရှိ လူမျိုးဟု၍လည်းမရှိ တိုက်တားဟု၍လည်းမရှိနိုင်ကြောင်းကိုခေါင်းဖာသူဟုသည်မြဝန်ခံရပေလိမ့်မည်ပြီးရခြင်းနှင့်တတဝါသဘောရင်းတို့ဖြစ်နေမြမလူမျိုးသည် အခြားလူမျိုးများဤသူကောင်းမြတ်သောအချင်းအရာနှင့်ငြင်းဖြင်းသော အချင်းအရာကိုရောဆက်စုပေါင်းလျက်ရှိသည်ဟုဆိုရပေမည် အပြစ်အနာစာကို ရှေးဥစွာဖော်ပြရမည်ဆိုသောလူမျိုးကွဲများကအပြစ်ဆိုတတ်ကြ၍ကျွန်ုပ်တို့ကိုယ်တိုင်မငင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည်အချက်သည်ကပြင်းရည်ချင်းပင်ဖြစ်၏မြမလူမျိုးသည် ကလားနှစ်ပင်ဖြစ်စီတရုတ်နှစ်ပင်ဖြစ်စီနိုင်စာလိုက်သောချောင်းချောင်းလေးလေးလှုပ်၍ချောင်းချောင်းနေထိုင်လိုသောစိတ်သောမျိုးရှိတတ်ကြောင်းကိုဝန်ခံကြရပေမည်၎င်းစိတ်သောကိုပင်ပြင်းရည်သည်ဟု၍ခေါ်ဆိုကြ၏ ခေါ်ဆိုလင်းလင်းခေါ်ဆိုထိုက်ပါပြီ။သို့သော ပြင်းရည်ချင်းလုံလဝရိယရှိခြင်းစသော အချင်းရာတို့မြည်သည်။အကြောင်းနှင့်အကျိုးဖန်တီးစီမံလျက်ရှိသောဤလောကကြီး၌မူလရင်းအကြောင်းအရာများ ရှိကြမည်သာဖြစ်၏။တတဝဟုသမ ्या တို့၏ငကိုသဘောအရင်းမှာတတ်နိုင်သမျှအနည်းဆုံးအလုံလုံ၍အများဆုံးစီးစိမ်ဒုက္ခခံစားလိုကြမည်ဓမ္မရာဖြစ်၏။တတ်နိုင်ခဲ့လျှင်အလုံနှင့်ပတ်သက်၍ လက်တစ်ဖက်ကိုမြောက်ခါမျှပင်ဝေမှုစားမှုနေမှုထိုင်မှုတို့ကွာစီစဉ်ခံစားမှုတွေအတော့ပါလုံလောက်စွာရလိုကြသည်သာဖြစ်၍လက်တစ်ဖက်မြောက်ခါမျှနှင့်လူတလောက်ရခဲ့လေလက်နှစ်ဖက်မြောက်လို့တော့တတ္တဝါဟူ၍မရှိချေမြမာလူမျိုးအပြစ်လောကျွန်ုပ်တို့မြမာသည်အင်္ဂလိပ်တို့ငွေရောက်ဘူးသိမိကပင်အလွန်တရာစုပြိုးချောင်ချိခဲ့သောတိုင်းပြည်ဖြစ်သည်တကြား 30 40ပြီးရသော ပေါ့ဖနက်မျိုးတက်ကလက်အင်းကြီးမျိုးတနတ်စာအတွက်၄၅ကြက်တန်သော အစားအစာမျိုးအစားရှိသူတို့မရှိခဲ့ဘူးသည့်တကြောင်းကြောင့်လူတယောက်အလုံးလုံးလိုက်ရင်တိမ်တောင်လုံးအတွက် စားဖို့ဝတ်ဖို့နေထိုင်ဖို့လုံလောက်စွာရရှိရကကြံသောအိမ်သူအိမ်သားများသည်ဝိခါစားကတနခါလိန်ကချင်းလုံးခတ်ကဖြင့်ချောင်ချီတက်တာစွာ နေထိုင်နိုင်ကြ၏မော်တော်ကားစီးမှုတွင် သူတစ်ပါးနှင့်ကုံပြိုင်အားကြရန်လည်းမရှိသုံးတက်တိုက်ကြီးတိဆောက်ချင်းအဖြစ်သူတစ်ပါးထက်သာအောင်ကြွမို့လို့သိစိတ်ဆန္ဒမျိုးလည်းမရှိ အလွန်ဆုတ်ပြက်လွယ်၍ပါလွာလောဘရုံမှာအင်းကြီးပါမျိုးကိုဥစိန်လိုခြင်းလည်းမရှိပိုးဖလိတ်ပိုးအိုးနေဖီဘတ်တို့ကိုတောက်ရှူလိုခြင်းလည်းမရှိခတ်ချောင်းချောင်းအလုတ်လုံ၍ခတ်ချောင်းချောင်းနေတိုင်းစားတောက်ခဲ့ကြသောလူမျိုးဖြစ်ခဲ့၏တို့ကဲ့သို့ဝမ်းစာအတွက်၎င်းအားအတွက်၎င်း နေမှုထိုင်မှုအတွက်၎င်းလှုပ်ခါလှက်ခါနှင့် လုံလောက်စွာရရှိခဲ့သောကြောင့်လူမျိုးတစ်မျိုးသည်လွယ်လွယ်နှင့်တင်းတင်းရောင်ရွယ်၍ပင်ပန်းကြီးစွာအထုတ်လုပ်ကံရန်ပြီးဤချင်းရှိသည်မှာအံ့ဖွယ်ရမရှိတတဝါတို့၏ဓမ္မတာအတိုင်းမျှသာချစ်ချီပေသည်ထိုများလောက်အတမွေးချောင်းတင်းလာခဲ့သော လူမျိုးသည်ရှာထွက်မတတ်အလုံးလုံးနိုင်မှဝမ်းခါမဝါတော်မလာတလာရရှိနိုင်ကြသည့်ကလားပြီမှကလားလူမျိုးများ တရုတ်ပြည်မှတရုတ်လူမျိုးများနှင့်စံတိုးနှိုင်းရှင်ခံကြသည့်အခါ ပြင်းရည်သည်ပိုလီယိုသည်ဟူ၍ဆွဆွဲခြင်းခံရရခြင်းမှာအံ့ဖွယ်ရမဟုတ်လားချင်းအမှန်စစ်စစ်တော်ကမြမာသည် ပြင်းရည်နိုင်သောအခြေရရှိခဲ့ဘူး၍ပြင်းရည်ခြင်း၌အကျင့်ပါနေခြင်းများသာဖြစ်ပေ၏မြေကြီးလူမျိုးပင်ဖြစ်စေမြမာကဲ့သို့ခေကောင်းခေအေးမျိုးမိခဲ့ဘူးလင်မြမာနှင့်အလားတူစွာပြင်းရည်ကြမည်သာဖြစ်ချေ၏ ပြည်ချင်းကိုအပြစ်တစ်ခုဟု၍ပြောမည်ဆိုလျှင်ထိုအပြစ်သည်မြမလူမျိုး၏အပြစ်မဟုတ်ဝမ်းစာချရန်ခြောင်ချခဲ့မှုသည်မြမပြည်၏အပြစ်ဟု၍သာဆိုရန်ရှိပြီအနှစ်တရာနှင့်တနှစ်ထို့ပြင်ကျွန်ုပ်တို့နှစ်ပေါင်းတရာကျော်ကမ်းမြအုပ်ဆိုးသွားသည့်အင်္ဂလိပ်တို့ကလည်းမြမအားပြည်သည်ဟု ဆွဆွဲပြောဆိုသွားကြတော်လေ၎င်းတို့ကိုယ်တိုင်ချွေးလုံးချွေးပေါက်ကြအောင်ပင်မန်းကြီးစွာအလုံးလုတ်ကင်သွားကြသည်မရှိသေး ်ပန်ကာအောက်တွင်ကလောင်တန်နှင့်လက်မှတ်ရေးထိုးရသောအလုံးများလောက်နှင့်လောက်အောင်လာကကြီးများယူလက်ကာမဂုံစည်းစိမ်အမျိုးမျိုး ခံစားဆန်းစားတွားကြကြအဖြစ်နမူနာပြသွားကြသည်ကိုသာလျှင်တွေ့မြင်ရလေ၏၎င်းတို့၏အနေထိုင်ကိုတွေ့မြင်ခြင်းအဖြစ်မြမာတို့၌စည်းစိမ်ခံမှုတွေ့တရေကြစရာစိတ်ချိုးသာဖြစ်ပေါ်ကြ၍ပင်ပန်းကြီးစွာ အလုံးလုံးတို့သောစိတ်သောမျိုးမူကအလင်းမေမဖြစ်ပေါ်နိုင်ခဲ့ချေ။ တို့ရရင်ယခုကနေပွန်တို့ရောက်လာကြရမှုကစစ်ပိုကြီးတွေတောင်အလုတ်တန်းလောက်ကြသည်လူကြီးတွေတောင်လူငယ်တွေနဲ့အတူအလုတ်လောက်ကြသည်ဟူသောစကားများသည်အရက်ထဲတွင်တနေ့တခြားပြောဆိုစားပြုလာကြပြီ ဖြစ်ရကပင်မန်းကြီးစွာအလုတ်လုံးမှုနှင့်ပတ်သက်၍အင်္ဂလိပ်လူမျိုးတို့ကနှစ်ပေါင်း100ကျော်ခန့်များနှင့်တင်ပြရန်မတတ်နိုင်သောသင်ငန်းစာကိုနေပွန်တို့ကတစ်နှစ်ခန့်အတွင်းတင်ပြနိုင်သည်ဟုဆိုရပေမည် ဂျာမနီပြည်စနစ်အိန္ဒိယ၌ဂျာမနီပြည်တွင်ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုင်ရာအစိုးရတို့ကမြန်မာပြည်တွင် အမြန်ဆုံးနှီးယူအသုံးပြုကြလင် အလွန်ကောင်းမွန်ပေလိမ့်မည်ဂျာမနီပြည်၌တတိသားဖြစ်စီအမတ်ဒီဤသားဖြစ်စီအရာရှိသားဖြစ်စီလူလားမြောက်သောအချိန်ရွယ်တွင် အခြားသောလူစင်းရဲများ၏သားများနှင့်အတူလမ်းဖောက်ခြင်းကောက်ပွဲသင်းနှင့်စိုက်ပျိုးခြင်းစသောကုလီအလုတ်ကျမ်းမျိုးကို ဆယ်လာတိုင်းတိုင်းလောက်ကင်ဆောင်ရွက်ကြရလေသည်တထေးသားနှင့်ထင်းခွေသမားတို့လည်း၎င်းရာရှိကြီးများနှင့်ကုလီဤသားသည်လည်း၎င်းတခန်းနှင့်အတူနေအတူအိတ်အတူစားကြရလျက်ပင်လေပြင်းတွင်အင်းကြီးကို တုံးလုံးချွတ်ကပခုံးချင်းရှင်လျက်ရက်ပေါင်း300ကာလာပတ်လုံးလုပ်ငန်းတူညီစွာ အလုံးလုံးကြရလေသည်အိမ်မှာထမင်းပို့ရခြင်းအိယာလေးပို့ရခြင်းမရှိစေရာ တဒန်းနဲ့စား၍တဒန်းနဲ့အိတ်ကြရလေသည် အင်္ဂလိပ်တို့ကိုအားကြခြင်းအဖြစ်အလုတ်ကျန်းကိုကြောက်ရွံ့ဟန်ကြီးပန်ကြီးလှုပ်ချင်တက်လာသောကျွန်ုပ်တို့မြမာလူမျိုးလူငယ်များအတွက်ဤစနစ်ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့စဉ်စားစိတ်ကူး၍ရနိုင်အောင် ရှိကြတော်သည်ထိုကဲ့သို့လေ့ကျင့်ပေးရလင်ပြင်းရည်သည်ဟူသောဆွဆွဲချက်သည်လေပပျောက်သွားတန်ရာကြသည်ဆွဆွဲချက်များ မြမလူမျိုးကိုဆွဲဆွဲသော အချက်များအနက်ပြည်ကြီးချင်းကို ထုံထုံလိုက်သည်ရှိသောကောက်ကျစ်ဆင်းလဲခြင်းမငြင်းညွတ်ခြင်းမယိုးမဖြောက်တတ်ခြင်းစသည့်အချင်းအရာများကြားဖူးရသည်မငြင်းညွတ်ခြင်းဆိုသောအချင်းအရာမှာအင်းရှင်ဖြစ်သောမြမများကိုဧည့်သည်ဖြစ်သောကလားများတယုံများနှင့်နှိုင်းစာလိုက်လင် အနှဲငယ်အောက်ကျနောက်ကျရှိနေတကဲသို့မှတ်ထင်ရန်ရှိပေလိမ့်မည် သို့သော တမျိုးတရားသားတို့မည်သည် အခြားသောမြို့ရွာတို့၌စုံစည်းကြရသည့်အခါတယောက်နှင့်တယောက်တီးခံဆက်ဆံတတ်သည့်ဖြစ်၍ညှိညွတ်သောသဘောသည်ဓမ္မတာအလျောက်ပေါ်ပေါက်ရစမြဲဖြစ်သည်ကျွန်ုပ်တို့မြန်မာများသည်ကလားပြီးအင်္ဂလိပ်ပြီးဂျပန်ပြီးစသည်တို့၌တွေ့ဆုံကြသည်အလွန်ညှိညွတ်ကြသည်ဟုကြားရဘူးသောကြောင့်မြန်မာလူမျိုးတို့၏ညှိညွတ်သောသဘောသည်တွေးတဲ့တွင်ပါဝင်နေသည်ဟုမဆိုစကားဆိုရမည်။ကောက်ကျစ်စင်းလေခြင်း မယိုးမဖြောင့်ခြင်းစတော့ဆွဆွဲကြက်တို့ကအိန္ဒိယတိုင်းသားများနဲ့ရောနောဆက်ဆံခြင်းအလွန်နှဲပါသောသူတို့ကိုဆွဆွဲကြက်လောက်တာဖြစ်ချေလူမျိုးတကာနဲ့ဆက်ဆံပူးသူတို့မှာညမလူမျိုးကို ထုံနှုတ်ရွေးချယ်၍ကောက်ချစ်စင်းလဲသော လူမျိုး ထုတ်ပေါ်ဆွဆူခြင်းပြုကြမည်မဟုတ်ချေစင်စစ်တော်ကလောက၌ဖြောင့်သောလူမျိုးဟု၍ချီးမွမ်းရန်၎င်းကောက်ချစ်သော လူမျိုးဟု၍ချီးမွမ်းရန်၎င်း လူမျိုးတိကျရှိနိုင်မည်မဟုတ်ပေ။လူတမျိုးနှင့်တမျိုးပိတ်မသားလိမ့်မသားမျှလောက်သာရှိနေကြပေလိမ့်မည်။ရိုးချောင်းကြသောကောက်ချစ်ခြင်းစသောအချင်းအရာ၌လူမျိုးပေါ်၌မတည်ပဲလူတဦး၏အခြေအနေပေါ်၌တည်နေတတ်သည်ဖြစ်ပေရာ လူဆင်းရဲဟု၍အလွန်ပါးလျသောပါရမီလူမျိုးများအနက်တွင်တကူးရမြဟု၍အလွန်နှဲပါသည်ကို ကျွန်ုပ်တို့နားလည်နိုင်ကြပေသည် ထူးခြားသောမြမကုံ မြမလူမျိုး၏ဉာဏ်ပြင်းသည်ဟု၍ဆွဆွဲခံရခြင်းသော အချင်းအရာများကိုရှင်လင်းဖော်ပြခဲ့ပြီးဖြစ်ရာယခုအခါ၌မြမတို့၏ကောင်းမြတ်သောဂုဏ်အချင်းအရာများအကြောင်းကိုဖော်ထုတ်ရေးသားရပေဦးအံတင်ကြား၍တမြောင်လွယ်ခြင်းအရာ၌မြမလူမျိုးသည်ကဘာပေါ်ရှိမိသည့်လူမျိုးနှင့်မဆိုရှင်ပြိုင်နောက်လောက်ပေရာပါးရည်နဲ့ရည်ရှိခြင်းအတူထွာပန်း၌ညံသွားခြင်းစသောအရာဌာနတို့၌မှုန်ကား မြမာဒီကဘာတွင်နံပါတ်၁ဆွဲသည်ဟူ၍ပင်ကျွန်ုပ်တို့ဆိုခြင်း။ပေါ်လုံးကစားခြင်းတွင် အလွန်ကျွမ်းကျင်လိမ့်မှသောဘိုကာပြားများကအချို့နေရာတွင်မြမညံကိုညပတ်ခြင်းမဟုတ်။အတုံးပြုခြင်းအဖြစ်အင်္ဂလိပ်များကိုနိုင်ရသည်ဟုဝန်ခံသည် ဆိုသည်ကကြားရဘူး၏။စင်စစ်မှာအသည့်အဖွဲနှင့်ပတ်သက်သည့်ဖြတ်ထိုးညံပေါ်လာသော အချင်းရာမျိုးမှာကဘာပေါ်တွင် မျိုးလိုက်ရိုးလိုက်ချီ၍ မြမတမျိုးတဲ့၌သာရှိသည်ဟု၍ကျွန်ုပ်တို့ဆိုခြင်း၏အလွန်ပါနဲ့သောတခြားလူမျိုးတယောက်တလေ၌၎င်းညံမျိုးတွေ့ရတတ်သည်မှာမှန်တော်လေလူမျိုးလိုက်ခြုံ၍အနည်းနည်းများရှိတတ်သည်ကမြမတမျိုးတဲ့သာရှိအခြားလူမျိုးများပါလင်မြမအိမ်နေသလောက်ရှိသည်ဟုဆိုခြင်းသည်ဤကမြမလူမျိုး၏ထူးကဲသောအချက်ပေသည်ဤအချင်းရာဝင်မခံလိုသောမြမလူမျိုးတယောက်ရှိကလေး ထိုသူ၌ထိုအချင်းရာမျိုးချုံငဲသောကြောင့်ဖြစ်ရမည်ဟုကျွန်ုပ်တို့ဆိုလို၏မြမာနှင့်ဒါနမှုထို့ပြင်ပေကံစွန့်ကြဲခြင်းနှင့်ပတ်သက်၍ကျွန်ုပ်တို့မြမာမျိုးမျိုး၌ရှိသောအချက်ကိုမကြာသေးမီကကျွန်ုပ်တို့ကိုယ်တိုင်တွေးကြုံကြရသည့်စိတ်နှလုံးကိုအလွန်ထိခိုက်သည့်ဖြစ်တသက်ပတ်လုံးမမေ့နိုင်အောင်ရှိပေတော်မူရန်ကုန်မြို့ကိုနေပွန်လေးများက ရှေးဦးစွာဘုံများကျဲချစဉ် မြို့သူမြို့သားများသည်မိသိမ်းမောမိရထားတို့စသည်တို့ဖြင့်အမျိုးမျိုးအရွာရွာကိုတိတ်ဆောင်သွားကြရခဲ့ထိုစဉ်အခါအရရက်သောစိတ်ကံအရရက်သောဘုရားစသည်တို့မှမြို့သူမြို့သားများသည်အမျိုးမျိုးသော စားပွဲတောက်ပွဲတို့ဖြင့်ရန်ကုန်မြို့မှဘုံပြေဒုက္ခသည်များအားပေးဝေလှူဒန်းကြရာလမ်းတစ်လျှောက်လုံးစားရည်မကုန်နိုင်တောက်ရည်မကုန်နိုင်အောင်ရှိနေတော်သည် တနိုင်သူများကထောဘတ်ထမင်းဓမ္မောက်ထမင်းချက်သားဟင်စိတ်သားဟင်စသည်တို့ဖြင့်အထုတ်လိုက်ရရောစွာ ပေးဝေကြရာ မကြော်ဝသူအလူရှင်များကလည်းတရေစာဆက်လိတ်ကုန်းတို့လက်ဖက်ထုံစသည်တို့ဖြင့်တအားသမျှဝေငှပေးကမ်းကြ၏တခုသောဘုရားယုံနှင့်အဖိုးကြီးတယောက်နှင့်အမေကြီးတယောက်သည်မိမိတို့၏အခင်းမှလက်လက်ဆက်ဆက်နှုတ်ယူလာခဲ့ဟန်လက္ခဏာရှိသည့်ပေစာဥတွဲများကို လက်နှစ်ဖက်တွင် မနိုင်တနိုင်ဆွဲလျက်ကျွန်ုပ်တို့အနည်းသို့ထိကပ်ကလမ်းစားဖို့ယူသွားစမ်းမှမောင်းရင်သူများလိုလိမ်မော်သည်မပေးနိုင်ပေမဲ့ကျုပ်တို့ကိုယ်တိုင်စိုက်တဲ့ပဲစားဥကလေးကိုစားစေခြင်းလုံးလို့နှုတ်ပြီးယူခဲ့ရတာစားကြစမ်းမှမောင်းရင်ဟုပြောက အတွေးလိုက်ထဲ့ပေးလိုက်ကြလျာကျွန်ုပ်မှာအဖိုးကြီးလင်မယားကြီးတရာချီပြူရှိသောစိတ်စေတနာကို စင်ကျင်အောင့်မေ့သဖြင့်မျက်ရည်များလေလာခဲ့ရ၏ ကျွန်တော်ဤမိရဲ့ထားတော်ပေါ်၌တယုတ်ကလာစသည့်အချားလူမျိုးများ ရှိပါလေရာကျွန်ုပ်ကခမားတို့တိုင်းမိမှာဒီလိုသဒ္ဓါကြည်ပြူနဲ့ရဲ့ရဲ့ရောရောပေးလာကန်လောက်ကြတာကို မြင်မှုကြုံမှုရဲ့လားဟုမေးလိုက်သဖြင့်၎င်းတို့ကမမြင်မှုမကြုံမှုတောင်းနဲ့ဝန်ခံထွက်ဆို၏ထိုအခါ၌ကကျွန်ုပ်သည်မြမဖြစ်ရခြင်းဟုသောအဖြစ်ကို အလွန်တရာဝမ်းမြောက်ဂုဏ်ရောင်လျက် ဟောရာမဗမာကွာဟုမဟေကျွေးတော်လေကျွန်တော်ဤမျက်နှာထားသည်ထို့အကြောင်းရာတို့ကိုထုတ်ပြနေသဟံလက္ခဏာရှိရာကအင်းဤတွင်လိုက်ပါလာကြတော့တယုံနှင့်ကလာခရီးသည်များကတော်ပါပြီတဲ့ဗျာခမားတို့ဗမာတွေအာဒီစိတ်ကောင်းနေအာဒီကုနေတယ်ဟုကျွန်ုပ်အားဖော်ထုတ်ဝန်ခံသွားကြရ၏ရွှေဗမာတို့လှုပ်လိုက်မှဖြစ်ဒီလိုကြီးပဲဟု ရှုံချရွတ်ဆိုလျက်ရှိသောမြမများအားဤအချက်ကိုအထက်ထက်နှလုံးသွင်းစေလို၏မြမကိုမြမရှုံချထိုက်သလိုမြမလူမျိုးများ၌ညံ့ဖျင်းသောအချက်များရှိခြင်းကောင်းမြတ်သောအချက်များရှိခြင်းကိုအပါထား၍မြမလူမျိုးအကြောင်းကိုမြမအချင်းချင်းကငြိမ်ရင်ရှက်ရည်ကဲ့ရဲ့ရှုံချတိုက်သလိုဟုစင်စားဆင်ခြင်လိုသေး၏ကျွန်ုပ်တို့သည် အမိမြမဟုသောစကားကို တိုင်းရည်ပြည်မှုနှင့်ပတ်သက်သောနေရာတိုင်းတုံ့နှုံကြသော စကားမျှသာ ဖြစ်ပေရာ အမိမြမာပြည်ကိုချစ်ခင်ခြင်းဆိုသည်မှာမိမိတို့၏မြမာပြည်နှင့်မြမာလူမျိုးကိုချစ်ခင်ခြင်းသာဖြစ်၏တို့ဖြစ်ရာကမြမာအမျိုးသားသည်ပင်လင်မြမာတို့၏မိခင်ဖြစ်ချေ၏မြမာအမျိုးသားတို့၏အကြောင်းကိုရှုံချပြောဆိုခြင်းသည်အမိမြမာပြည်အကြောင်းကိုရှုံချပြောဆိုရာရောက်၏အကျဉ်သူတယောက်၏မိခင်သည် အကျဉ်းစာရိုက်တာမကောင်းတဲ့ဖြစ်လင်းငယ်နေများအံထိုသူသည်မိခင်လင်းငယ်နေအဖြစ်ကိုငြင်းငြင်းရှိုက်ရင်နဲ့ထုတ်ပေါ်ပြောခြင်းပြုခြင်းမီလောမိခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့အရေး၌အခါအခွင့်တင့်တိုင်းဖော်ထုတ်ဆွဆွဲခြင်းပြုခြင်းမီလောစင်စစ်တော်မိမိလူမျိုး၏မကောင်းသောအဖြစ်ဉာဏ်ဖြင့်သိငယ်သောအဖြစ်တို့ကိုဖော်ထုတ်ရှုံချသောမြမာမျိုးသားသည်မိမိ၏မွေးသမီးခင်အကြောင်းကို ပရိသတ်ဘူဒုအလဲတွင်ဖော်ထုတ်ရှုတ်ချသောသူနှင့်ဌာနာခြင်းမရှိကဤအချင်းရာနှင့်နှိုင်းစာသော ကိုပောင်ကိုလန်ထောင်းခြင်းသည်ဟူသောဥပမာသည် အလွန်ပြော့နေသည်၏မွေးသမီးခင်အကြောင်းကိုမြင်ရှက်ဖွယ်အာရပါရရှုံချခဲ့ခြင်းကဲ့သို့မိုင်မဲသော အပြုမှုသည် ရှိကြည်မည်မဟုတ်ချေထို့ပြင်မြမလူမျိုး၏အကျင့်စာရိတ္တကိုမြမကိုယ်တိုင်ကဲ့ရဲ့ရှုံချခြင်းသည် အပေမြလောက်အကျိုးဆုပ်ယုပ်ပြပြသည်ဟုစဉ်းစားဆင်ခြင်မိကြဟန်မတူကြည်မြမကိုမြမကကဲ့ရဲ့ရှုံချခြင်းသည်ယခုကာတွင် အလွန်ခက်စားလျက်ရှိရကတဦးကစာ၍ပြောလိုက်လင်အနည်းရှိလူများကဝန်းဝန်းထောက်ခံကြလာသည်မှာညာနေတော်သည်မြမကိုကဲ့ရဲ့ရှုံချပြောဆိုဆယ်ချိန်ကြားရတာနဲ့တချိန်တများလင်တဦးတယောက်သောသူကခုခံခြေပါပြောဆိုခြင်းကိုမြမကြားရဘူးကြည် ကလာနှင့်တရုတ်တို့ကိုကဲ့ရဲ့ရှုံချသံဆယ်ကျင်းကြားရသည့်အခါ၎င်းတို့မှ ခုခံပြောဆိုသူမြမတယောက်တလီများဖြစ်စီပေါ်ထွက်တက်ပြာမြမကိုမြမကရှုံချကဲ့ရဲ့ရာတွင် ခုခံခြေပသူမြမတယောက်တလီများထွက်ပြူလာခြင်းမရှိခြင်းမှာဝမ်းနည်းဖို့ကောင်းလှပြီကာကွယ်ရန်နီးလန်ဤတို့ဤကိစ္စမှာဝမ်းနည်းနေုံမြမပြီးမြမ၏အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန်နီလန်းရှာကြံကြရပေမည်ထို့ကြောင့်ထိခိုက်ပုံကမြမကိုမြမကအထင်မြင်သေးသိမ့်နေခဲ့လင်မြမအချင်းချင်းဖက်ဆက်လုပ်ကင်ကြရမည်လုပ်ငန်းကြီးများအစုံဆက်ကုမ္ပဏီအကြီးများစသည်တို့ကိုမြမများသည်ပေသောခါမှစတင် လုပ်ကင်နိုင်ရရှိပါအံ့နီမြေသူမဆိုအလုတ်ကြီးတစ်ခုကို လုပ်ကင်သည့်အခါငါသည်ဤအလုတ်ကိုထမြောက်အောင်စွမ်းဆောင်နိုင်သော အရေးချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သောစိတ်သဘောမျိုးထားဖို့အရေးကြီးကြောင်းကိုလူတိုင်းပင်နားလည်ကြရမည်ဖြစ်၏လူမျိုးကိုမှီ၍လောက်ကံရသော အလုံးမျိုးတွင်၎င်း၎င်းစိတ်ဓာတ်မျိုးရှိဖို့အလားတူအရေးကြီး၏စင်စစ်မှာတာလွန်ရင်ပင်အရေးကြီး၏တဦးနှင့်တဦးယုံကြည်စိတ်ချနိုင်သောစိတ်သဘောမျိုးမဖြစ်ပေါ်နေသမျှကာလပတ်လုံးကျွန်တို့မြမလူမျိုးသည်မြေကိတ်သို့သောအုတ်ချုပ်ရေးစနစ်မျိုးကိုရရှိသည်ဖြစ်စေ အလုတ်ကြီးအကင်ကြီးများဖြစ်များအောင်လုတ်ကင်မည်မဟုတ်ချေအလုတ်ကြီးကင်ကြီးများဖြစ်အောင် မစွမ်းဆောင်နိုင်သည်တမျှကာလပတ်လုံးစီးပွားရေးဘက်တွင် ချုံငယ်၍လူမျိုးကွဲများအောင်မှအစဉ်အမြဲကြာရှုံးကြမည်မှာဧကံမလွဲပေသည်ယခုကနေပုံတို့ရောက်လာခဲ့ကြသည့်ထိုက်တန်သော အုတ်ချုပ်ရည်မျိုးပေးရတော့မည်ဆိုရ ကျွန်ုပ်တို့မြမလူမျိုးများအဖို့အလုတ်ကြီးကင်ကြီးများစတင်တီထောင်ရင် အခွင့်လန်းများလဲအတိုင်းမသိအောင် ပေါ်ပေါက်ပြီးတော့မည်ထို့ကားရင်မြမကိုမြမကအထင်မြင်သေးခဲ့ရင် အလုံးလုံးရံပင်ဖြစ်နိုင်မည်မဟုတ်ကြောင်းမိမိလူမျိုးကိုမိမိအထင်သေးမြင်သေးကစိတ်တဘောသားမျိုးကို ယခုမှစ၍ပယ်ဖြတ်ရန်စူးစမ်းကြရပြီလိမ့်မည်ကျွန်တော်ဆိုလိုရင်းကမွေးသမီးခင်ဤမကောင်းသောအချက်ကိုတိထားတော်လေထိုအချက်ကိုပယ်ဖြောက်ရင်ခင်မိမှန်တော်လေမိမိကိုယ်တိုင်ထိုအကြောင်းကို ထုတ်ပေါ်ကျင်ညာခြင်းမှရှောင်ကျင်ခြင်းသူတော်ဘာတို့ပြောကြသည်ကိုနှိတ်ကို ဖုံးအုပ်ခြင်းစသဖြင့်အယုံဆိုးသည်တည်းမဆိုးရလေအောင် ကာကွယ်ဆောင်ရှောင်နိုင်သောနိလန်းရှိသည်၏မြမတို့ညံပြင်းသည်ဆိုသောအချက်များမှအထက်တွင်ဖော်ပြခဲ့သည့်အတိုင် တက်အပ်သေးချာဆွဆွဲနိုင်သည်လည်းမဟုတ်၎င်းတို့နှင့် ခုနှိမ်တောက်စီရန်စင်စစ်ကောင်းမြတ်သော အချက်များသည်ဒုနှင့်ဒီရှိနေသည်သည်ဖြစ်ပေရာ ျွန်ုပ်တို့သည်မိခင်၏အဆက်ကို ကာကွယ်သည့်အလားကဲ့သို့ကျွန်ုပ်တို့လူမျိုးကိုကျွန်ုပ်တို့ကိုယ်တိုင်ရှုံချအဆက်ခွဲရာရောက်သည့်စကားမျိုးကိုဆိုခြင်းမှ ရှေးဥစွာရှောင်ကျဉ်ကြပေအပ်ဒုတိယအချက်၌ထိုကဲ့သို့ရှုံချအဆက်ခွဲရာရောက်သောစကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကိုကြားရသောအခါ အကျိုးအကြောင်းကိုနီးတင်လန်းတင်ဖော်ပြ၍တောင်းပန်တမ်းမြင်အပ်ပေ၏ဤစာကို ဖတ်ရှုရသောမိတ်ဆွေပေါင်းတို့သည် အထက်ဖော်ပြရာအချင်းအရာများကိုကျင်းနေကြိုက်နှစ်သဖြင့်အထက်ပါနီလန်တိုင်းလိုက်နာဆောင်ရွက်ပါတော့မည်ဟုတန်ဋိဌံချလာကြပါသည် ကျွန်ုပ်တို့ရေးသားတတိပေးရကြိုးနဲ့သည်ဟုသဘောထား၍လူမျိုးကိုအညွန်တုံးအောင်ပြုလုပ်ရာရောက်သည့်အလေးအကျင့်စိုးကြီးတစ်ခုလေကွယ်ပြောက်ရန်အခြေခံရသွားပြီဟု၍ယုံကြည်မျှော်လင့်မိပေတော့သည် စာရေးဆရာဆရာကြီးရွှေဦးတော်1305ခုကုလိုနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်